ောင်းပါရေပြုတ်ရမှာပေါ့ဘာလို့လဲဆိုတော့တက်ကြီးလိုက်တယောက်တည်းဖြစ်နေအောင်ပေါ့အဲတော့ယူမှာပေါ့တော့ကိုယ်တယောက်တည်းဖြစ်မှလည်းတဘောဖြစ်အမအပေါ်မှာအမြဲအနုနာခံပြီးတော့သူဖြစ်ချင်တာသူလုပ်ချင်တာကိုဘလုံးနောက်ကနေ support လုပ်ပေးပြီးတော့အဲ့လိုဟိုအလုံးကိုယ်ကြီးလေးကိုဆက်ချစ်ချင်တဲ့ချစ်သွားမယ်လို့မျိုးဆိုတော့အဆင်ပြေပါတယ်ဘာကြီးကိုဖော်ပြပါပတိုင်းမြင်ပြန်တိုင်းနေအဲ့လိုမပါပါဘူးအဲ့လိုဆိုဟို လိုပါသေးရတာရောကိုတယောက်ရရလို့ပဲသဘောထားပါတယ်ရုပ်ရည်အဓိကမကြပါဘူးကျွန်တော်တို့ဘယ်လိုပြောရမလဲအဓိကစိတ်ပဲပေါ့နော်ယူသားမှုနားလည်းနားလည်းပေးရတယ်နားလည်းရှိပြီးတော့အရာရာနားနဲ့နိုင်နေတယ်သူဆိုတာနှစ်ယောက်နှစ်ယောက်ပေါင်းစီရဲဆိုတာတဲ့ဘယ်လိုမြင်မိသားစုနှစ်ခုပေါင်းစီရဲဆိုတော့ဘယ်လိုပဲဖြစ်လို့အမြဲတမ်းတတ်တလုံးတွက်အဆင်ပြေမဲ့လူမျိုးဆိုတော့ကိုကောင်းပါတယ်ဟုတ်နီးဆက်သေးပါလို့ပါသေးရဲ့ဘယ်လိုရှိပြီလား ဒီလိုပါပဲမှာဒီလိုစဉ်းစားစဉ်းစားထားလေးတော့ရှိတာပေါ့နော်အဓိကတော့အခုချိန်မှာပြီးတော့ဟိုမိသားစုလည်းပို့ပြီးအချိန်ပေးဖြစ်တယ်ပြီးတော့အလုပ်ကိုလည်းပို့ပြီးတော့ကြိုးစားဖြစ်တာပေါ့အဲ့ဒါပဲအဓိကရဟုတ်ဟုတ် Mansion Lee Mansion Lee အကန်းနာဆုံးတော့တို့ရဲ့စိတ်တိုင်းကြီးအလုံးမင်းမှာပါရှင့် ခန်းနာလပတော့မန်းရွှေလီစိန်တိုက်ဆိုင်မှတ်တုံးကိုမန္တလေးမြို့လမ်းရှိစိန်3033မှာစတင်ဖွင့်လျောင်းချနေပြီပဲဖြစ်ပါတယ်ရှင်။မကြမီမှာလည်းစိန်တိုက်တိဖွင့်ပွဲကြီးကိုခန်းနာထေဝါစွာပြုလုပ်တော့မှာဖြစ်ပါတယ်ရှင်။စိန်ကြီးစိန်သွေးကောင်းမွန်ပြီးစိန်တဲ့ဒီဇိုင်းအစုံလင်ကိုရွေးချယ်ဝေယူအားပေးဖို့ခန်းနာလပတော့မန်းရွှေလီစိန်တိုက်ကြီးတို့လှမ်းလာခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်။ဝဲသူစိတ်ကြီးမန်းရွှေလီမန်းရွှေလီလေးထားသောရာ ီနေ့ကမီတို့ဒီရုပ်ရှင်တက်ကြီးပူဆော်ပွဲနေ့လေးပေါ့နော်တကယ်မုံမြတ်တဲ့နေ့လေးမှာဒါအာမီတို့ရဲ့စီနီယာတကယ်လေးစားအားကြရတဲ့အဲသူတွေအားလုံးကိုပေါ့တက်ကြီးမှုပညာရှင်တွေကိုလာပြီးကာဗရာပြူတာပါပြည်သူ့ဆန်ကျွန်တော်လည်းရန်ကုန်မှာရှိနေတော့ဒါရွှေရှင်စီရုံတက်ကြီးပူဇော်ပွဲမှာမှန်းနဲ့တူတူလာပြီးတော့အခါရပြူတာပါခင်ဗျာဟုတ်ကဲ့တော့ဖြစ်တယ်ရန်ကုန်မှာရှိနေနှစ်ယောက်ကဒါပေမဲ့ဟိုနည်းနည်းဝေးတာပုံများတယ်ဟိုဟာခီးသွားနေတာပုံများတယ်ခုနောက်ပိုင်းတိတ်တော့မတွေ့ဖြစ်ဘူး ိတ်ချရတယ်မှာပါလားစိတ်ချပါတယ်စိတ်ချပါတယ်ဆိုတော့အဲ့လိုဟိုအမေလည်းအမြဲပါနေရဆိုတော့မှအဲအန်တခုဖြစ်တာပေါ့နော်အမေတို့ကြတော့ဒါငငယ်လေးတွေကနေပြီးဒီအလုပ်ကို16မိနစ်ထဲဆောက်လုပ်တယ်အခုချိန်ထိကိုဘေးနားမှာအဲ့လိုမျိုးအမြဲတမ်းအဲအကြံပေးတယ်အဲ့လိုမျိုးအမြဲစီစဉ်ပေးရပေါ့နော်အားလုံးအရာရာပံ့ပိုးပေးတော့ဘာဖြစ်ဖြစ်ကိုကအလုပ်ကိုပို့ပြီးအာရုံစိုက်လို့ရတာ ကောင်းပါတယ်ပြုတ်ရမှာပေါ့ဘာလို့ဆိုတော့တချင်ချင်းပေါ့တက်ကြီးလိုက်တယောက်တည်းဖြစ်နေအောင်ပေါ့အဲတော့ယူမှာပေါ့တော့ကိုကတယောက်တည်းဖြစ်မှလည်းတဘောဖြစ်ကျွန်တော်ဒါအမြဲပြောခဲ့သလိုပေါ့နော်ဟိုအမအပေါ်မှာအမြဲအနုနာခံပြီးတော့သူဖြစ်ချင်တာသူလုပ်ချင်တာကိုဘလုံးနောက်ကနေ support လုပ်ပေးပြီးတော့အဲ့လိုဟို Hello ပွေးကြီးလေးကိုဆက်ရှိနေချစ်သွားမယ်လို့မျိုးဆိုတော့အဆင်ပြေပါတယ်ဟုတ်မင်းနေကြားလို့ပြောတော့ပွေးကြီးလေးကိုခေါ်ပြပါအဲဒီလိုပါပဲဒီလိုပါပွေးကြီးလေးကိုခေါ်ပြပါအိုင်မိုးကိုခေါ်ပြပါ ပတိုင်းမြင်ပြန်တိုင်နေဆိုတော့အဲဘယ်လိုပြောရပြောပြပါ့နော်ပြောတချို့တလေတချို့တလေပါညမအေးအဲ့လိုဖြစ်နေရနော်သူကသူအကိုကြီးအကိုကြီးနဲ့တူနေသုံးနှစ်ခွဲကွာသုံးနှစ်ခွဲဟုတ်အမားရဲ့လူပြောပါဘောလိုက်မယ်ဟုတ်တယ်ဟုတ်လားလို့ဖြစ်လာဘယ်သူပုံရင်လဲမဟုတ်ဘယ်ပြရသေးဘူးမဟုတ် ပေးရအောင်မကတော့ဒီပြန်ရောက်တာတည့်ရက်ပဲတည့်ရက်နေ့ပဲရှိဟုတ်တယ်နေ့သုံးရက်လောက်ပဲရှိအဲမောင်လေးကအခုလမ်းတည့်ရက်ဆိုရဲရုပ်ရှင်ကဆိုလဲမေတို့ဒါဟိုပါပေါ့အရင်ဟိုကြည့်ထားတည့်ရက်ပေါ့ကြည့်ထားတဲ့အချိန်မှာသူတရုပ်ဆောင်ကတော့ natural လဲဆန်နေပြီးတော့သူ့ရဲ့ဒီသူ့မြတ်ဒီဟို တဘာဝဘက်ကိုဦးစားပေးပြီးတရုတ်ဆောင်ထားမိတွေ့ရတယ်ဗောနော်အဲ့တော့လည်းအရန်ကောင်းပါရဲ့အဲ့အဲ့ကားလေးလည်းမကြိုက်ခင်တည်းရုံပေါ်ရောက်တော့မှဆိုမင်းလည်းမောင်လေးစားတာရင်ခုန်ပြီးတော့စောင့်နေပါတယ်အဲ့လိုတော့မပါပါဘူးအဲ့လိုဆိုဟိုလိုပါသေးရတာတော့ကိုတယောက်ရတယ်လို့ပဲသဘောထားပါတယ်ဟုတ်မျောလင့်ထားရဲဆိုတာတက် ရုပ်ရည်ကရုပ်ရည်အဓိကမကြပါဘူးကျွန်တော်တို့ဘယ်လိုပြောရမလဲအဓိကစိတ်ပဲပေါ့နော်ယူသားမယ်ပြောရမလဲနားလဲနားလဲပေးရသူပေါ့နော်အရာရာနားနဲ့နိုင်နေတူလို့ဆိုတာနှစ်ယောက်နှစ်ယောက်ပေါင်းစည်းရဲဆိုတာတဲ့ပေါ့လို့မိသားစုနှစ်ခုပေါင်းစည်းရဲဆိုတော့ဘယ်လိုပဲဖြစ်လို့အမြဲတမ်းတက်တက်လုံးတွက်အဆင်ပြေမဲ့လူမျိုးဆိုတော့ကိုကောင်းပါတယ်ဟုတ်ပါဘူးနီးစက်သေးပါလို့ပါသေးရဲ့ တဲ့တင်းတိုင်းလေးဟုတ်တယ်လေးဖြေရတဲ့အေးနော်နောက်နေ့လည်းဖြေရအောင်ပါပါမယ်မဘာမှမမေးဖြစ်ဘူးတောင်းနေကြအောင်လို့မလို့မရရှိလားเออดีโลบาเว้ยมาเออโหสร้างสร้างท่าเลยเหรอชื่ออ่ะปะเนาะอะไรเงี้ยဟုတ်อดิก็တော့အခုချိန်မှာ ပြီးတော့ဟိုမိသားစုလည်းပို့ပြီးအချိန်ပေးဖြစ်တယ်ပြီးတော့အလောက်ကိုလည်းပို့ပြီးတော့စူးစမ်းဖြစ်တာပေါ့အဲ့ဒါပဲအဓိကဟုတ်ဟုတ်ဟုတ်တယ်မင်းတို့လည်းစုံကျင်ပါတယ်အဲ့လိုမျိုးရုပ်ရှင်ပဲဖြစ်ဖြစ်ဇလန်းတွဲပဲဖြစ်ဖြစ်အဲ့လိုနှစ်ယောက်တူတူရိုက်တဲ့ရုပ်ရှင်ကားလေးဇလန်းတွဲလေးတော့ရှိရှိကျင်နေပေါ့နော်ဆိုတော့ရိုက်ဖို့ရှိရင်လည်းပြိတက်ကိုပြောပါမယ်ဟုတ်တယ်ပြောကြပါတယ်အဲ့လိုပြိမေရိုပြိသက်တွေရောအဲမောင်လေးပြိသက်တွေရောအဲ့လိုတွဲမြင်ချင်တာလည်းရှိရပေါ့နော်အဲ့လိုအမှတ်ကြရလည်းဖြစ်ကြပါမေရိုအတွက်အဲဆိုတော့မောင်နှမနှစ်ယောက်ရိုက်ရိုက်ဖို့ရှင်တော့ပြောပါမယ်ကိုရိုင်းလည်းရိုက်ချင်ပါလိမ့်မ